အခုနှစ်ကောင်ပိုင်းမှာကျင်းပမဲ့ရွေးကောက်ပွဲအလို့မှာမြန်မာနိုင်ငံမှာဘယ်လိုစုဖွဲ့မှုမျိုးနဲ့အစိုးရတရပေါ်ပေါက်လာလန်တဲ့ဆိုတဲ့အပေါ်ပြည်တွင်းပြည်ပကစိတ်ဝင်စားစောင့်ကြည့်နေကြပါတယ်။ပြည်တွင်းပြည်ပတာလမန်တို့ကတော့မြန်မာနိုင်ငံမှာကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲဟာအမိခံတက်တက်တာဖြစ်ပြီးဘလို့ရလက်ထွက်လာပါစေတက်မတော်ကဥဆောင်တဲ့အစိုးရပုံစံတရတာထွက်လာမှာဖြစ်တယ်လို့ထောက်ပြကြပါတယ်။လာမယ့်ရွေးကောက်ပွဲပြီးရင်တက်မတော်ကနိုင်ငံရေးတက်မပါပဲနိုင်ငံတော်ကာကွယ်ရေးကိုပဲတာဝန်ထမ်းဆောင်သွားမယ်လို့ဗိုလ်ချုပ်မှုကြီးမင်းအောင်လည်းက ်တမတော်ကိုအတိပေးထားပါဗျ။အခုတက်လာမယ့်အစိုးရကပျော်ပြောင်းညင်သာပြတ်သားဖို့လိုအပ်ပြီးရေရှည်တည်တံ့နဲ့ငြိမ်းချမ်းရေးကိုထက်ထဝင်ဝင်လုပ်ဖို့လိုအပ်တယ်လို့တိုင်းလန်ရှန်ဒီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီအောက်ကထားဆိုင်းထီအောင်ကစီရင်နေတဲ့ဌင်းဌာနကိုပြောပါဗျ။ပြည်နိုင်ကြီးရှိတယ်ဆိုတော့ကထက်ကိုအခုရွေးကောက်ပွဲနဲ့တက်လာမယ့်အစိုးရပေါ့နော်။အစိုးရကပျော်ပြောင်းညင်သာဆိုတာနဲ့တော့ပြက်ပြက်တတရှိဖို့တော့လိုအပ်တာပေါ့။အဲဒီပြောပြောင်းညင်ပြက်ပြက်တတရှိမှလားနိုင်ငံအတွက်ကိုရည်ရှိတည်ရခိုင်မြဲတဲ့ညီချင်းရေးကိုကြီးဆောင်နေမှာ။ ဒါစဉ်းစားပြောသာရောညင်ချာကြီးဖြစ်သွားနိုင်မှာပေါ့အဲကျွန်တော်တို့သင်္ကန်းစာယူစာတွေနဲ့ပေါင်း80ကျော်ရှိခဲ့ပြီလက်နက်ကင်ဖွဲ့စည်းပေါင်းစုံကြမ်းများလာတဲ့ခါကျတော့လက်နက်ကင်ဖွဲ့စည်းတဲ့စိုက်ကြခိုက်ကြဆိုပြည်သူပဲဒုက္ခရောက်ကြရတယ်ဆိုတာလေယနေ့ချိန်မှာအလုံးကတိသွားကြပြီဆိုတဲ့ခါကျတော့ဒီတက်လာမဲ့အစိုးရတော့ဒီကိစ္စကိုခဲတဲ့ဝင်လုပ်ဖို့တော့ဘူးတော့မြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲအပိုင်းအသစ်အနေနဲ့မြို့နယ်တရားနှစ်မြို့နယ်မှာ အကျင်းပမှာဖြစ်ပါတယ်။အဲ့ဒီနောက် 2026ခုနှစ်ဇန်နဝါရီလမှာမြို့နယ်တရားမြို့နယ်မှာဆက်လက်ကျင်းပမှာဖြစ်ပါတယ်။ရွေးကောက်ပွဲအလုံးတက်လာမယ့်အဆိုအရကတော့လှုပ်တော်မှာတိုင်းသာပေါင်းစုံပါတဲ့လှုပ်တော်ဖြစ်မယ်လို့လေဆိုအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဒူးလေးပါတီအကွက်ထဦးလီဘော်ရဲကစီရင်တဲ့တင်ဌာနကိုပြောပါတယ်။အခုတက်လာမယ့်အဆိုအရကတော့ဒီကောက်ဖြစ်မယ့်အဆိုအရကျွန်တော်လှုပ်တော်မှာတော့တိုင်းသာပေါင်းစုံပါတဲ့လှုပ်တော်ဖြစ်မယ်။အဆိုအရကျတော့ ကျွန်တော်တို့ဒီခေါ်တာအဲတနင်္ဂနွေလုံးမှာဝင်ပြိုင်နေတဲ့ပါစီဒီပဲဖြစ်ဖို့များပါတယ်နိုင်ငံတော်ကြုံရင်နေအေချမ်းတရားရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လည်းကရွေးကောက်ပွဲမှာအနံ့ရတဲ့နိုင်ငံရေးပါတီကိုနိုင်ငံတော်အာဏာလွှဲပြောင်းပေးမှာဖြစ်တယ်လို့ပြောကြားထားပါဗျ။လာမယ့်ရွေးကောက်ပွဲမှာပြည်ထောင်စုကြခန်ရင်နဲ့ဖွံ့ဖြိုးရေးပါတီ USGB ကအများဆုံးအနံ့ရကအစိုးရဖွဲ့စည်းမှာဖြစ်ပြီးအစိုးရအဖွဲ့ကတော့တပ်မတော်ကဦးဆောင်ဖွဲ့စည်းလာနိုင်တယ်လို့စေနဲ့နိုင်ငံရေးကဲခတ်တွေကထုတ်ပြကြပါဗျ။